မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဇက်ကဒီနေ့မှာတော့2025ခုနှစ်မေလဂျာစာပရိသတ်သမီးမိတ်ဆွေတွေအတွက်တလားစာရှောင်းရံဆောင်းရံအတွက်ကံကြမ္မာကိုဟောကြားပေးမှာဖြစ်တဲ့အတွက်ဂျာစာပရိသတ်သမီးမိတ်ဆွေတွေပါရင်ဘယ်ကနေကြည့်နေရလဲဆိုတာဆရာကိုမှန်းပြကြပါအောင်ခင်ဗျဒီ2025ခုနှစ်မေလတလားတာအတော်တွင်းမှာဂျာစာပရိသတ်သမီးမိတ်ဆွေများအထူးသဖြင့်ဘာကိုဖြစ်ဖြစ်အစမှာတော့နည်းနည်းလေး မိသားစုရေကိစ္စအိမ်တွင်းရေကိစ္စလုပ်ငန်းကိစ္စဘလို့ကိစ္စအဝဝကိုမစူအစမှာအအတွေးလွန်နေတာမျိုးဗျာများနေတာမျိုးနေစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့ဇာသာပိသသမီးတွေဟာအဒီရဆရာတို့မေလဆိုလို့ရှိရင် မေလ6ရက်နေ့ထီလောက်ကိုကြော်မတာလုပ်ငန်းကိစ္စအလုပ်ကိစ္စမွန်းကျက်မှုကိစ္စတွေပြောင်းမဲ့ကာလဖြစ်တယ် ဒါကြောင့်မိတ်ဆွေကြသာပိသားသမီးတွေကဒီရက်လရဲ့အစဖြစ်တဲ့ပထမဆုံး၅ရက်တပတ်မှာပထမတစ်ပတ်မှာကံရဲ့အားနည်းမှုတွေရရှိတတ်တယ်အတွေ့လွန်နာမျိုးတုံဆိုင်နာမျိုးတွေဖြစ်ရတဲ့ကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းရှူရှာတာမျိုးလေးတွေအနှဲငယ်လေးစိတ်တိုင်းမကြအားမရတာမျိုးစိတ်တွေမပြောချွင်နေတာမျိုးတွေလက်ရှိမှာမိမိစိတ်မှာဘာဖြစ်လို့ဖြစ်မှန်းမသိခလေးငယ်တွေခမဲလို့နေတယ်လို့လူတက်တဲ့အတွက်ကြသာပိသားသမီးမိတ်ဆွေတွေဟာဒီရက်ကျတော့2025မဟာလပိုင်းပြန်လာတော့ကံရဲ့အချိန်တွေဟာနည်းနည်းလေး ဟိုစိတ်မောဟိုမျက်စိနဲ့မြင်တာအောင်ပြောတာစိတ်မောလူမောတာလည်းမဟုတ်ဘူးစိတ်ပင်မှန်လူပင်မှန်ဖြစ်နေရတာမျိုးအဲစိတ်ချုပ်စရာတွေဘာကြောင့်ချုပ်စရာမှလည်းသိချာမရှိဒီလိုမျိုးတွေဖြစ်နေတတ်တဲ့အတွက်အတွေးလွန်ပြများနေတော့ကာလဖြစ်တဲ့အတွက်မိတ်ဆွေကြသဝိသသမီးကခྱི་သွားခြင်းခྱི་ထွက်ခြင်းဘာသာတရားတစ်ခုခုကိုလှုပ်ဆောင်ပြီးဖို့အတွက်တော့ဆရာကအကြံပေးလိုပါတယ်ကျမကြီးကျမကြီးနဲ့ပတ်သက်လာရင်အထူးသဖြင့်မိတ်ဆွေတို့အနေနဲ့အဲ သွားနဲ့ပတ်သက်ပြီးတော့နာကျင်ကြိုက်ခဲတာမျိုးလေးတွေတဖုံးနဲ့ပတ်သက်ပြီးတော့နာကျင်ကြိုက်ခဲတာမျိုးလေးတွေဖြစ်ရတတ်တာမျိုးလေးအထူးသဖြင့်နော်ဟိုအသားရည်နဲ့ပတ်သက်လာတဲ့အခါအသွေးသားနဲ့ပတ်သက်လို့အရေပြားရားနာတာမျိုးလေးတွေဖြစ်ရတတ်တယ်တို့တော့စွစွဝဝတော့ချိနေတယ်ကာလအတိုင်းတာမဟုတ်ဘူးတို့တော့အလကျင်လို့တရားထိုက်ဆိုတော့တွားကြိုက်တာမျိုးလေးတွေငကောကအရေပြားနဲ့ပတ်သက်ပြီးအလကျစ်ဖြစ်တာမျိုးအဆရှိရပေါ့နော်အရေပြားနဲ့ပတ်သက်တဲ့ကျမ်းမာရေးလေးတွေကိုဂယုဆိုင်စင်ကျင်တဲ့တော့လာဖြစ်ပါတယ်ခင်ဗျာ နောက်တစ်ချက်အနေနဲ့မိတ်ဆွေတို့အနေနဲ့ကိုနဲ့မသိတဲ့ဟိုဓာတ်ဓာတ်ပစ္စည်းတွေပေါင်းစပ်ထားတဲ့ဟိုဗာလဲသူတို့ခေါ်တယ်အသားဗျူဆေးတို့နော်အဲဘာဆေးတို့ကော်လာဂျင်တို့လားဘာဆိုလားအဲ့ဒါမျိုးလေးတွေကိုလည်းဖြစ်နိုင်လို့ရှိရင်အသစ်ဆန်းပြီးတော့ပြောင်းပြီးတော့ပြောင်းလဲပြီးတော့အသုံးချတာမျိုးကြီးအားနည်းစေတော့လာဖြစ်ပါတယ်ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ အိမ်တွင်းရေးကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတတ်တဲ့အလောင်းကစားနဲ့ပတ်သက်ပြီးတော့ငွေကုန်ကြီးကြများရတာမျိုးအပျော်အဖားနဲ့ပတ်သက်ပြီးလူမှုရေးကဏ္ဍလေးတွေကြောင့်အပေါင်းအသင်းမိတ်ဆွေတွေကြောင့်အဲဟိုဆွမ်းနာလို့ပေါ့ကိုကြောင့်မဟုတ်ဘဲနဲ့မဖြစ်မနေအတုံးဆွဲလိုက်ရတော့ငွေကြီးကိစ္စလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာဟိုဝင်တော့ဝင်တယ်ဒါပေမဲ့အလင်မမီနေတာမျိုးငွေကဝင်တော့ဝင်တယ်အဲဆိုတော့ဝင်ဝင်နဲ့ထွက်ငွေမမျှတအရာမျိုးလေးတွေဂျုံရတတ်တဲ့အတွက်တော့ကြာစာပိသမီးမိတ်ဆွေတွေကငွေကြီးနဲ့ပတ်သက်ပြီးတော့ဒီကာလမှာဝင်တယ် ပြရစရာမရှိဖြစ်နေတတ်တော့လာဆိုလိုတာကငွေကြီးနဲ့ပတ်သက်ရင်ဘာကိုလှုပ်လှုပ်နှစ်ခါပြန်လှုပ်ရတော့နှစ်ကြိမ်ဆက်လှုပ်ရတော့ခုခုစိတ်တိုင်းကြတော့လာဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ငွေကြီးနဲ့ပတ်သက်ရင်တတိထားစင်နေရမယ်အထူးတစ်ချက်ရှိရဲ့အဲ့ဒါမှလည်းဆိုကိုယ့်ရဲ့ပိုင်ဆိုင်မှုတို့ကိုယ်မှာရှိသမျှတို့ကိုယ်မှာဘလောက်ရှိရှိငွေလူမြင်တဲ့ငွေဟာမမြဲသောကာလဖြစ်တဲ့အတွက်ချွေချံချွေတာပြီးတော့ရောင်ရဲစွာစုနိုင်မှသာငွေဟာအဖက်တင်ပြီးတော့ငွေကြီးနဲ့ပတ်သက်ရင်တည်ကြပါတယ် ိုလုံးချဖတ်ချမလိုက်စီခြင်းတော့ဆရာငင်နာလာအပ်တာလေးရပါတယ်ခင်ဗျာเนาะကျွန်တော်ကောင်းပြီငွေကြေးကန်နဲ့ပတ်သက်လာတဲ့အခါမိတ်ဆွေတို့အနေနဲ့ကိုငွေကြေးဟာအလင်းမမီတာမျိုး မျိုးတွေငွေမမြဲတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ဒါလေးတွေကိုယူဆိုင်ပါအထူးသဖြင့်ဆက်ပစ္စည်းကိစ္စရင်ကိစ္စလေးတွေကြောင့်ဝီကုန်ကြီးကြများရတာမျိုးခရီးသွားကိစ္စလေးတွေကြောင့်ကိုယ်ကခီးမသွားရင်တော့မိသားစုအိမ်တွင်းရေးကိစ္စလေးတွေကြောင့်ကိုယ်ကြောင့်မဟုတ်ပဲနဲ့မိသားစုအပေါင်းအသင်းမိတ်ဆွေအစားရှိတဲ့အရာမျိုးလေးနဲ့အိပ်ပေါက်နဲ့ဖားကောက်တယ်လို့အပေါက်တရာအဖာတောင်းဝင်တာကအပေါက်လောက်ထွက်တာကအပေါက်တရာလောက်ဖြစ်နေတတ်တဲ့ကာလဖြစ်နေတဲ့အတွက်ငွေကြီးကန်နဲ့ပတ်သက်လာရင်တတိပြုစင်ရမယ်ကာလဖြစ်ပြီးတော့မိတ်ဆွေတို့နဲ့ငွေကန်ဟာတေးကြတဲ့ မိတ်ဆွေတို့နဲ့ငွေကဟာဝင်တော့ဝင်တယ်ဒါပေမဲ့အလင်းမီအောင်အကျွေးမတင်အောင်အဖက်မတင်အောင်အဲအကာမီအောင်တေချာကိုလှုပ်ဆောင်နေရတက်တော့လာဖြစ်တဲ့အတွက်တော့ဒါလေးတွေကိုသတိပြုစင်ကြင်ရန်လိုအပ်တော့လာဖြစ်ပါတယ်ဒါပြင်မိတ်ဆွေကြစားပိသသမီးတွေကဒီရဲ့အလုတ်ကင်နဲ့ပတ်သက်လာတဲ့အခါအလုတ်ရှာနေသူတွေအလုတ်တွေရရှိစေနိုင်တဲ့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့အပြောင်းလဲလှုပ်ဆောင်လို့တဲ့မိတ်ဆွေများရှေ့တူဆောင်ရလှုပ်ဆောင်မှာကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့စတင်လှုပ်ဆောင်ရစဉ်းစားတွေးခေါ်လာတဲ့မိတ်ဆွေများရရဲ့ကြီးစတင်မှာ ဆက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်စာချုပ်စာတမ်းကိစ္စတွေအကျိုးပေးပါတယ်ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့စတင်လှုပ်ဆောင်တာတွေအကျိုးပေးပါတယ်ဒါပေမဲ့ပထမဆုံးတပတ်ကျော်မှအကျိုးပေးမှာဖြစ်တယ်ထို့အပြင်စားတောက်ကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတဲ့ဆန်စီစေစာဆက်ပစ္စည်းနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးတယ် OA ရှမ်းပြည်မြေယာနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးတယ်ရွှေဝင်လာမျိုးရွှေဝယ်ရတာမျိုးတွေကြုံရတတ်တယ်မြေယာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ဝင်လာတာမျိုးတွေရရှိတတ်တယ်အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီကိုရရှိတတ်ပြီးတဲ့အခါ မြေကိစ္စအမွေကိစ္စတွေပြောဆိုတဲ့အခါမှာတော့မှကိုယ့်ကိုအထောက်အကူဖြစ်စေမယ်အကူအညီပေးနိုင်တဲ့သူတွေပေါ်လာတတ်တယ်အထယ်လေးလုပ်ငန်းတွေအကျိုးပေးပါတယ်ထီထီဖနက် social media နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးပါတယ်အရောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေအလှကုန်ဆိုင်ရာလုပ်ငန်းတွေအမှုပညာဆိုင်ရာလုပ်ငန်းတွေဒီမှာအကျိုးပေးပါတယ် ဘာသာတရားများများလို့ရင်များများဝင်မဲ့နှစ်အလူတန်းလောက်ရတာမျိုးဘာသာရေးဆိုင်ရာကိစ္စလေးတွေကိုဥဆောင်လောက်ရတာမျိုးလေးတွေကြောင့်ကံကညံ့နေရင်တော့တက်လာမဲ့ကာလဖြစ်တော့လဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ငဘူကအဆက်အသွယ်ပြတ်နေသူတွေအဆက်အသွယ်ပြန်လဲရရှိတတ်တာမျိုးငဘူကနားလည်မှုလွဲနေတဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်ရင်နားလည်မှုရရှိအောင်စွမ်းဆောင်တင်တော့ကာလဖြစ်တယ်။တို့ရတွင်ပဋိဌာဆင်ညာမှာမိမိတို့အနေနဲ့ပြီးခဲ့ပြီးတော့လူမှုရေးကိစ္စဖြစ်ခဲ့ပြီးတော့လူမှုရေးကိစ္စလေးတွေကိုယ့်ရဲ့ မနာလိုအနမိအကောလာဟာလာတပုတ်လီလွင်ပြောခံရတတ်တာမျိုးမိမိရဲ့အတိတ်ကအရာကြီးကိုထူးဆွပြီးတော့နှိုးဆွပြီးပေါ်လာတတ်တဲ့ကာလဖြစ်တဲ့အတွက်ပြဿနာကိစ္စတစ်ခုခုကိုပေါ်လာတဲ့အခါမှာစဉ်းစားစဉ်းစိမ်မနေဘဲနဲ့ချက်ချင်းလငယ်ဖြည့်ရှင်းလိုက်ပါဒါမှသာမိတ်ဆွေတို့အနေနဲ့အချိန်ကြာလေးပြဿနာကြီးလေဖြစ်လာတတ်တဲ့အတွက်ဘာကိုဖြစ်ဖြစ်စိတ်ထဲမှာမထားဘဲနဲ့ဖြည့်ရှင်းတင်တော့လဖြစ်ပါတယ်ခင်ဗျထို့ပြင် ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ရှေ့တို့ဆောင်ရွက်လို့ဆောင်မှာ ထို့ပြင်မိမိတို့အနေနဲ့ကိုယ်ပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ယာဓုလုပ်ငန်းခိုင်ခန်းနဲ့ပတ်သက်ပြီးတော့အဲယာဓုတုံးနဲ့ပတ်သက်ပြီးတော့ပြောဆိုတဲ့အခါမှာလည်းအကူအညီထောက်ကူကိုရရှိတတ်တယ်ဒါပေမဲ့ဘာကိုလှုပ်လှုပ်တော့အဲမိတ်ဆွေတို့အနေနဲ့သတိထားဆင်ကျင်သတိပြုရမှာတော့အဲမိတ်ဆွေအပေါင်းအသင်းဟောင်းအနေနဲ့ပတ်သက်လို့သတိထားဆင်ကျင်မှာအလောင်းကစားနဲ့ပတ်သက်လို့အပျော်ပါးနဲ့ပတ်သက်လို့သတိထားဆင်ကျင်ပေးရမယ့်ကာလဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်လို့ညံ့ပါတယ် ပညာရေးနဲ့ပတ်သက်လို့အပြောင်းလဲလေးတွေသင်ယူတာမျိုးတွေအပြောင်းရွှေ့လေးတွေသင်ယူတာလေးတွေမှာတော့အားနည်းစေတော့လာဖြစ်ပါတယ်ထို့အပြင်ပညာရေးဆိုင်ရာကိစ္စတွေဘာသာစကားသင်တန်းနဲ့ပတ်သက်တာလေးတွေအားနည်းစေတော့လာဖြစ်တဲ့အတွက်မိမိနဲ့နဲ့ပညာရေးဟာစိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်တတ်တဲ့အတွက်အားနည်းပါတယ်မိမိတက်မြောက်ပြီးတော့ပညာရက်ကိုသာဘလို့အသုံးချရမလဲဆိုပြီးစဉ်းစားတွေးခေါ်တာအကောင်းဆုံးဖြစ်ပါတယ်စံစီစေစားစပစ်စီနဲ့ပတ်သက်တဲ့လုပ်ငန်းတွေခြံထွက်ကုန်ပစ္စည်းတွေရောင်းဝယ်မှုဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ ကိုယ်ပိုင်လုပ်ငန်းနဲ့ပတ်သက်လို့စတင်လှုပ်ဆောင်တာမျိုးလေးတွေယာဒူးလုပ်ငန်းအလုပ်ချနေတဲ့သူတွေမိမိအနေနဲ့လက်ရှိရှိတဲ့နေရာကနေပြီးတော့တရွာမပြောင်းသူပေါင်းမဖြစ်ဆိုတဲ့ကာလဖြစ်တဲ့အတွက်အပြောင်းလဲနဲ့လှုပ်လှုပ်ချာချာလုပ်ရင်ပိုအောင်မြင်မယ်ဆိုတဲ့ကာလဖြစ်တဲ့စကားအများကြီးပြောတဲ့အလုပ်တွေဟာ အမှားအများကြီးပါပြီးတော့ဇေဒနာတွေဝေဒနာဖိရတက်တဲ့အတွက်ဖြစ်နိုင်ရင်စကားအများကြီးမပြောပါနဲ့စကားအများကြီးပြောနေလေအမှားအများကြီးပါပြီးတော့မိမိရဲ့အားနည်းချက်တွေပေါ်တက်တဲ့အတွက်ဒီလဟာမှင်ကလေးနဲ့မန်ကလေးနဲ့နေရမယ်လဖြစ်တာဟုတ်တော့ဆရာကသုံးတန်းပြောဆိုလိုက်ပြပါစီခင်ဗျာ အထက်လူကြီးတွေရဲ့အထောက်ကူရရှိတာမျိုးငဘူကတစ်ချိန်ကမတွေ့ဘူးမမြင်ဘူးဟိုဟလာကိုကမှန်မျောလင့်ထားပဲနဲ့ရည်ရွယ်မတောက်တာပဲနဲ့ကိုကအကူအညီရရှိတာမျိုးလေးတွေအထက်လူကြီးအကြီးကနေပတ်သက်လို့ကြုံရတတ်တယ်အအမွေဆိုင်ရာကိစ္စတွေအမှုဆိုင်ရာကိစ္စတွေမှာပြီးပြတ်အောင်ဆွမ်းဆောင်နေတော့ကာလဖြစ်တယ်မိသားစုဝင်တွေထဲမှာအရှုံအောင်ဖြစ်နေတဲ့သူတွေအဝေးတနေရာကိုရောက်နေတဲ့သူတွေအဆက်အသွယ်ပြတ်နေတဲ့သူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တော့လာဖြစ်ပါတယ်ဒီလက္ခဏာတော်တွေမှာတတိထားစင်ရရမယ့်အကြောင်းနေနဲ့ဆိုရင်တော့အဲဆရာတို့ ဒီလတ်တာတော့ဒီမှာဆိုအပန်းရောင်မိခိုးရောင်ကိုဖြစ်နိုင်ရင်တတိထားဆင်ခြင်းဝစ်စင်ပေးဖို့လိုအပ်ပါတယ်ညညနေမခေါ်ကနဲညညနေခေါ်တာမျိုးတွေဟာမိတ်ဆွေတို့ကိုအားနည်းစေတယ်အကယ်၍ခေါ်ခြင်းတော့မှပထမတစ်ပတ်ပြီးတော့မှခေါ်တာပုံမှုကောင်းမှပါလိမ့်မယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိအိမ်အတွင်းမှာမီးခလုတ်တွေပြတ်နေတာမျိုးမီးသီးနဲ့ပတ်သက်ပြီးပြတ်နေတာမျိုးအပူနဲ့ပတ်သက်ပြီးပြတ်နေတာမျိုးလက်စစ်ပေါင်ဖို့တွေနဲ့ပတ်သက်ပြီးတော့အပြက်အဆတွေတကယ်လို့ကြုံတွေ့လာရတယ်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ တည်ချတဲ့တုံဆိုင်တွေ့ဝင်နေပြီနဲ့ချက်ချင်းလဲလိုက်ပါမိမိရဲ့ကံမြန်တာကိုနမိတ်ပြစီတော့ကာလာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေဟာဒီကာလာတာတော့တွေ့မှာဆိုရင်တော့ဘာလို့လို့ကြာစာပရိကြာစာပရိချင်းတွဲလောက်တာဟာညံ့တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့မြောက်စူးစူးရက်ကိုဖီးသွားခြင်းတွေကိုတတိထားဆင်ကျင်ပေးရမယ်လာဖြစ်ပါတယ်အရေးကြီးသောဆုံးဖြတ်ချက်တွေကိုလှုပ်ဆောင်တဲ့အခါကျလို့ရှိရင်စနေသားသမီးအင်္ဂါသားသမီးတွေနဲ့တွဲဖက်လို့ပါကံရဲ့ထောက်ကူကိုရရှိတတ်ပါတယ်အကျိုးပေးစီတော့ အရက်ဟာတော့အရှိတောင်ရက်တောင်ရက်ဖြစ်ပါတယ်စန်းတီယာရက်ကတော့တောင်ရက်ဖြစ်ပြီးတော့အကျိုးပေးကံကောင်းစီတဲ့ရက်ဟာတော့အရှိတောင်ရက်ဖြစ်ပါတယ်အဆက်ဆက်ရရအစဉ်ပြီးအောင်မြင်တိုးတက်ဇေယံအတွက်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အဲဒီလတာတော်တွေမှာဆိုလို့ရှိရင်အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ အစိမ်းရောင်အနီရောင်အဝါရောင်တွေကိုဝစ်စင်မှာရွှေဝင်တတ်ပါတယ်အလှပရေးရာတွေဝင်လာတတ်တယ်မြေယာလုပ်ငန်းနေရာထိုင်ခင်းထိုင်ကတိုင်းနဲ့ပတ်သက်ပြီးဝင်လာတတ်သောလဖြစ်ကြောင်းပြောလိုပါတယ်အကျိုးပေးစီသောအရောင်ဟာအစိမ်းရောင်အဝါရောင်အဖြူရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အားသာစီသလိုအကျိုးပေးသောကဏ္ဍအဖျားအနေနဲ့၄ကဏ္ဍ၅ကဏ္ဍရှိကနန်းလေးကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အားသာစီနိုင်ပါတော့အရေးကြီးသောလုပ်ငန်းဆောင်တာကိစ္စတွေကိုပြုလုပ်တဲ့အခါမှာ ဘာကိုပဲပြုလို့ပြုလို့ဆောင်ရွက်တဲ့အခါမှာမိတ်ဆွေတို့ရဲ့အိတ်ကတ်ထဲမှာနော်မိတ်ဆွေတို့ရဲ့အိတ်ကတ်အတွင်းမှာနော်ငွေဆက်ကို200တန်လေးပြုရကို၄ခေါက်ခောက်ပြီးတော့ပတ်စံအိတ်အတွင်းမှာဖြစ်စေအိတ်ကတ်အတွင်းမှာဖြစ်စေဆောင်ပြီးတော့အဲအိတ်ကလေးကိုပုတ်ပြီးတော့ဖြစ်စေပြောဆိုပြီးတော့ဖြစ်စေမိမိတို့ရဲ့လူရာကိစ္စတွေမှန်လို့များကိုပြောဆိုရင်အောင်မြင်ရေးတိုးတက်ခြင်းတွေရရှိလာမယ်လာဖြစ်ပါတယ်ဒါအပြင် ဒီလာတာတော်တွေမှာလူငယ်တွေရှည်ရင်းနဲ့ပတ်သက်လာရင်တော့အားနည်းပါတယ်ချစ်သူကြီးစားနဲ့ပတ်သက်လာလို့ရှိရင်ဖောက်ပြန်ခံရတာမျိုးတွေတမီးကြီးစားများအနေနဲ့ဆိုလို့ရှိရင်တော့အရှည်ကြီးကြောင့်ငွေပုံကြီးကြများရတာမျိုးခရီးသွားကိစ္စလေးတွေတော့ဆက်သွယ်ပြတ်ရတာမျိုးကြုံရတတ်တဲ့အတွက်တော့အရှည်ကြီးမှာတော့ဖွင့်ပြောမနေပါနဲ့ဝဝစာဝဝအေးဆရာလို့ဝအောင်လို့ဟဲ့ကျွန်တော်တမီးကြီးစားများအနေနဲ့ကတော့အိမ်တော်ပြူတာမျိုးစိတ်ဆက်တာမျိုးကောင်းတယ်ဒါပေမဲ့အဲ ဖြစ်နိုင်လို့ရှိရင်ပြီးခဲ့ပြီးသားကိစ္စရည်စားဟောင်းအကြောင်းဘာညာအဟောင်းအကြောင်းကိုခြားကြံပြီးရက်တဲ့ကိစ္စလေးတွေကိုအခြေပြုပြီးတော့အဲပြည်ထောင်တာတာမျိုးပြက်ဆဲတာမျိုးရက်ဆဲတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ဒါလေးကိုအထူးယူဆိုင်စင်ရင်ရလိုအပ်တော့လာဖြစ်ပါတယ်။ကောင်းပြီ။အိမ်တော်ရင်းနေမှာတော့အိမ်တော်ရှင်မင်းအဖို့ငဘောကသွေးအေးနေတော့အိမ်တော်ရင်းမှာတော့မှမိမိအနေနဲ့နှွေးထွေးမှုတွေရရှိလာမယ်။အဆက်အသွယ်ပြန်နေသူတွေပြန်လဲစုံစည်းရတတ်တယ်လို့ပျောက်တော့သူရှာလင်တွေ့မယ်လာဖြစ်တယ်။အိမ်တော်ဘက်နဲ့ပတ်သက်လာတဲ့အခါမှာ အိမ်နောင်ဘက်နဲ့အဲ့အကြံဉာဏ်ကိုရယူပါဘာလို့လို့ကိုကအစင်မပြေခတ်ခဲတဲ့အခါအိမ်နောင်ဘက်ရဲ့အမိကိုခံပြီးလောက်တာမျိုးသတိရောင်းလောက်တာမျိုးဝယ်လောက်တာမျိုးကဲနင့်တော့ရောင်းနေဟာဆိုပြီးသူ့အမိခံလို့ငါ့ကိုတော့ရောင်းဆိုတာမျိုးလေးတွေနဲ့သတိချိန်တောင်းလေးတွေပြောင်းလဲပြီးတော့လှုပ်လိုက်ရင်အောင်မြင်တိုးတက်ပြီးတော့အိမ်နောင်ဘက်ရဲ့အကြံဉာဏ်ကောင်းတွေရရှိစေတတ်တော်လားဖြစ်တဲ့အတွက်အေးချမ်းမှုတွေငြိမ်းချမ်းမှုတွေမရှိတဲ့အိမ်နောင်ရေးတော်မှာပြန်ပြီးတော့အသက်ဝင်လာပြီးတော့အေးချမ်းမှုနဲ့နှွေးထွေးမှုတွေရရှိစေမယ်လားဖြစ်ပါတယ်မိမိတို့ မိသားစုရဲ့အိမ်သွင်းရေးထဲမှာဂျားလူအဝင်မခံပါနဲ့ဂျားလူဝင်ပြဿနာတွေပေါ်လာတတော်ကာလဖြစ်တဲ့အတွက်ဖြစ်နိုင်ရင်မိမိအိမ်ကအတွင်းရေးကိုဂျားလူကိုမပြောပြတာဟာပုံမကောင်းမွန်တော့လဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေကြသာပရိသတ်သမီးတွေအဓိဋ္ဌာန်နိုင်ငံခြားခီးသွားကိစ္စတွေပတ်စပို့ဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်ရင်ကောင်းတယ်ပြည်တွင်းခရီးသွားရေချောင်းခရီးသွားတွေနဲ့ပတ်သက်ရင်ညံ့ပါတယ်မိတ်ဆွေတို့ဒီလကတော်တွေမှာအဆက်ဆက်ရရအစဉ်ပြေစီရင်အဓိဋ္ဌာန်ဝင်လို့တပ္ပဆိုရင်တော့ဖြင့်မဟာသမယတုတ်ကို ခုနှစ်ရက်တိတိအဋ္ဌံဝင်ပြီးတော့မိမိအရာမှာဖြစ်စေမိမိတို့တင့်တင့်လျောက်ပတ်တဲ့နေရာလေးမှာခုနှစ်ရက်တိတိအဋ္ဌံဝင်ပြီးမြတ်စွာဘုရားရှင်ကိုပူဇော်ပြီးတဲ့အခါလူနဲ့ပြန်မှာတတဝါအလုံးမေတ္တာပို့ပြီးဆုတောင်းမှာလိုရာကိစ္စတွေဂျိမ်းတွေပေါ့ပြေဝလာမဲလာဖြစ်တယ်ထို့ပြင်အဆဆရရမိတ်ဆွေတို့အနေနဲ့ဟိုမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွေအယောင်းထွက်စီဖို့အတွက်ဆိုလို့ရှိရင်တော့ဆရာတို့ မေမျိုးပန်းလေးနှစ်ပွင့်ကိုနော်မေမျိုးပန်းလေးနှစ်ပွင့်ကိုနှီးနဲ့စီးပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းလိုက်ပါအယောင်းဝယ်တွတ်သွားပါလိမ့်မယ်အဆက်ဆက်ရဲ့အစဉ်ပြေစီပြီးငွေကြီးကံအားကောင်းစီရန်ရေရီယာမပြောမိမှာကြော်ညာလေးဝင်ပြရစီရန်ကန်နားပြည်တွေမြင်ရင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချောင်း7902904116 Viber မှာ WhatsApp မှာ Telegram မှာဆက်သွယ်မေးမြန်းနိုင်တဲ့ဆရာငယ် TikTok Messenger ကနေပြီးရင်မဟုတ်တလို့ဆရာနာမည်တွေနဲ့ပုံတွေနဲ့နောက်ကနေ background စကားပြောတွေနဲ့ 2D 3D တွေလောက်စားနေတယ်ဆရာနှလုံးလည်းမပေးဘူး၃လုံးလည်းမပေးဘူး၁လုံးလည်းမပေးဘူးဆိုတဲ့အကြောင်းဆရာကပြောရင်းနဲ့ဂျက်ဆာပရိသတ်သမီးမိတ်ဆွေတွေဒီတလတာတော်တွင်မှာအဆက်ဆက်ရရအစင်ပြီးအောင်မြင်တိုးတက်စေရန်အတွက်ဆိုလို့ရှိရင်ဆရာတို့ကြွေပကံများလေးတစ်ချက်တည်းမှာမုံလုံးကြီးပေါ်က98လုံးတိတိထက် ောက်ရီကတခွက်ထည့်ပြီးတော့မိမိအိမ်ကမျက်စွာဘုရားမှာမွေးနေ့ရောက်တိုင်းမိမိအိမ်ကမျက်စွာဘုရားမှာငွေကြီးကိစ္စအစဉ်ပြေဖို့အတွက်ဆူတောင်းမှာဒါဆိုရင်ယုံယုံကြည်ကြည်နဲ့ဆူတောင်းမှာခက်ခဲနေတဲ့အရာတွေအမှန်တကယ်အစဉ်ပြေပြီးတဲ့အခါပိတ်နေသောလက်များပွင့်လန်းလို့ယန္နာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်မှာအသေးစားပဲဆိုတဲ့အကြောင်းပြောရင်ရဇာပိသမီးမိတ်ဆွေတွေအားလုံးအောင်မြင်မှုအပေါင်းတရပူစောင့်ကြပါစေခမရကဲနောက်တစ်ခါတော့တောက်ကြလှဲပါဗျာ